စကေပါအချုံအတုံးပါကွာလေတဲ့ဒီမိကွန်းကတော်တော်ကောင်းတယ်ဗျအဲ့တော့ကျွန်တော်ဖြည့်ပေးပါမယ်အဲစကေပါရဲ့အခေါ်အမှန်ကကျွန်တော်ဒါစကူးကြီးလို့ခေါ်ပါတယ်နော်အချုံကကြတော့ဘူရှိတ်လို့ခေါ်ပါတယ်အတုံးကကြတော့ဘူရှိတ်လို့ခေါ်ပါတယ်နော်ခိတ်နံပါတ်ရှိတယ်နော်65 90 85 80 85 90အဲ့နော်ဂိတ်ဒီအဲ့ဒီပါထပ်ပြောလို့ရှိရင်ကျွန်တော်တို့ဒါနောက်ကဏ္ဍပေါ့ဗျာနော်ဒါတော့နောက်ပိုင်းကဏ္ဍပေါ့အဲစကေပါမှာကျွန်တော်တို့ အဲလောလောဆယ်သူမေးတဲ့မိခွန်းကအချုံနဲ့တုံးနေချုံနဲ့အတုံးပဲမေးတာပါဘာကွာလဲပေါ့နော်အဲလိုသူကဒီကျွန်တော်တို့ဒီစကေဘာလို့ခေါ်တဲ့ဒီစကွီဂျီနော်ဆွေးဆွဲတဲ့ပတ်တံများတွေမှာဆိုလို့ရှိရင်ဘာမျိုးရှိတယ်ဗျာနော်အဲ့ဒီငါးမျိုးကြောင်းဒီအသေးစိတ်ကိုကျွန်တော်တို့သိကျင်တယ်ဆိုလို့ရှိရင်နော်အခုဒီဇင်ဘာလမှာကျွန်တော်ရဲ့ဆရာဆရာကိုအောင်စော်လင်းအဘန်ကလပ်ဝင်ပေးပါလိမ့်မယ်နော်စကွီဂျီ နော်ဒါမျိုး squeegee ငါးမျိုးအကြောင်းအသေးစိတ်သင်ရပါလိမ့်မယ်နော်ရှားတင်နေမှာအသေးစိတ်သွားတင်လို့ရပါတယ်နော်အဲ့တော့ကျွန်တော်တော့ဟိုဖြည့်ပေးတင်တော့တော့ကျွန်တော်ဖြည့်ပေးမယ်အဲ့တော့အချုံဒီကျွန်တော်တို့ကဒါဘူရှိဖြစ်တယ်အဲသူ့ရပုံစံဒီကျွန်တော်တို့နော်ချုံနေတဲ့အတွက်ကြောင့်ဒဇိတ်ရိုက်ကိုကျွန်တော်တို့ရေစည်းတွေစတင်တဲ့နေရာမှာနော်ဒါမျိုးအချုံနေနဲ့စတင်တာတုံခဲ့ရမှာဖြစ်ပါတယ်နော် ရင်တော့ဆရာကြီးဆိုလို့ရှိရင်ရည်စည်းတွေရိုက်တဲ့အခါမှာကျွန်တော်တို့ scale ကိုကျွန်တော်တို့ squeeze ကိုကျွန်တော်တို့အာအချုံနဲ့90 degree ထည့်ပေါ့ဒါ scale မကွေးဘဲနဲ့ကျွန်တော်တို့ဆီဆွဲတာကိုစပြီးတော့ကျွန်တော်တို့အာတင်ပေးကြရတယ်ပေါ့နော်ကျွန်တော်တို့တင်ယူပေးရတယ်ပေါ့ဒီအချုံ၃နှစ်ရည်ရွယ်ချက်ဒီကျွန်တော်တို့ဒဲကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ဆေးအကြအားကျွန်တော်တို့ဒါကောင်းပါတယ်နော် soft form လို့ခေါ်တဲ့ဟို ရေမြုပ်ပပလေးလဲတာเนาะအထက်သားတွေပေါ်မှာခင်းပြီးတော့ကျွန်တော်တို့အမတ်တရလိုင်းရိုက်တဲ့ဆေးရိုက်ယုံနေမှာကျွန်တော်တို့အသုံးများပါเนาะကျွန်တော်တို့ commercial line မှာလည်းအသုံးများပါတယ်ဘုံကြီးရက်တောင်နေရိုက်တဲ့နေရာမှာလည်းကျွန်တော်တို့အအချွန်သုံးပါတယ်အစန်နရီကဒဇယ်ကုံထုတ်ထားတဲ့ကျွန်တော်တို့ရေတံမှုရိုက်တဲ့ခေါုံလို့ဘာဘက်ဒီပေါ်ပင်ဖန်ခွက်ရိုက်တဲ့ခေါုံပါဆိုလို့ရှိရင်သူ့ရဲ့အဆက်မှာဆိုရင်ဒါအချွန်တက်ထားတယ် ဒါဆိုရင်ကျွန်တော်တို့ရေကဲမုတ်ခွက်တွေ၊ကော်ဖီခွက်တွေ၊ဘာဘီတီခွက်တွေရဲ့မြင်တဲ့ပြင်ဒီ calf ဖြစ်တယ်လို့ခေါ်တယ်။အဲ့လို calf ဖြစ်တဲ့ပုံမှာကျွန်တော်တို့က we shape ဆိုတာ we shape is very details လို့အထိပ္ပာယ်ရတယ်။အနုစိတ်ကျွန်တော်တို့စေးကြအောင်ကျွန်တော်တို့ရိုက်နိုင်ပါတယ်နော်။အဲ့ဒီနေရာမှာလည်းသုံးပါတယ်။ဒါဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ we shape အချုံတီး ယ်လိုနေရာမျိုးတွေမှာတုံးတယ်လဲဆိုတာသဘောပေါက်လိမ့်မလို့ထင်ပါတယ်เนาะဒီ U shape ကတော့ကျွန်တော်တို့အဘယ်နေရာမှာတုံးတာလူချင်းမျိုးတွေ့ဘူးမလဲဆိုလို့ရှိရင်ကျွန်တော်တို့အခုနောက်ပိုင်းကျွန်တော်တို့ brand t-shirt production ထုတ်တဲ့နော်ဆေးရယုံနေ mass production ထုတ်တဲ့ဆေးရယုံနေပေါ့နော်အမြင်တိုင်းသွားတဲ့ဆေးရယုံနေတော်တော်များများသည်အခုနောက်ပိုင်းကျွန်တော်တို့ t-shirt တွေရိုက်တဲ့အခါမှာ u shape ကိုကျွန်တော်တို့တုံးတာ တွေ့ပါလိမ့်မယ်နော်ဒီ U shape ကဘယ်နေရာမှာကျွန်တော်တို့သုံးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကိုသုံးတဲ့ U shape ဆိုတာက U shape is uniform coverage လာ brand t-shirt တွေထုတ်တဲ့နေရာမှာ handle ကောင်းကောင်းနဲ့ပေါ့နော်စေးကြောကိုကျွန်တော်တို့ကောင်းကောင်းထိန်းချုပ်လို့ရတယ်ကျွန်တော်တို့ smooth ဖြစ်တဲ့ design မျိုးတွေမှာကျွန်တော်တို့သုံးပါတယ်သူသဖြင့်တော့ flat surface မျက်နှာပြင်ပြန့်တဲ့နေရာတွေမှာသူတစ်ဖြင်ကျွန်တော်တို့တသားကင်းနေကြောက်ပြကင်းနေမန်ကင်းနေသုံးတဲ့ mass production brand ထုတ်တဲ့ယူနီမှာအဓိကအာပြုသုံးတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဘဘောက်မလေးမလို့ထင်ပါတယ်အဲ့တော့လူချင်းမင်းတို့ဟာ skeba unit v ကိုဘယ်လိုနားလည်ထားလဲဘယ်လိုနေရာမျိုးတွေမှာတုံတာတွေ့ဘူးလဲ comment အောက်မှာ ကျွန်တော်တို့ဝင်ရောက်ဆွေးနွေးလို့ရတယ်။သိကျင်တဲ့အကြောင်းအရာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာပြန်ပြထားလို့ရပါတယ်။ကျွန်တော်တို့ကဘာတိဒစက်ရိုက်တန်တန်းကျောင်းရဲ့ founder and trainer ဆရာကိုလိုဝင်းဖြစ်ပါတယ်။တန်တန်းကျောင်းရဲ့ဖုန်းနံပါတ်က399 9611 6456ဖြစ်ပါတယ်။